အင်းတို့မျိုးမှာစစ်တပ်ထောင်ထားတဲ့ဆွန့်လွန့်မှိုင်ပေါင်း600ကျော်ကျန်ရှိနေပါတယ်။ပြီးခဲ့ဧပြီလ9ရက်နေ့မှာတော်လင်းပူပေါင်းတပ်တွေအပိသက်သိမ်းပိုင်နိုင်ခဲ့တဲ့စကိုင်းတိုင်းအထက်ပိုင်းအင်းတို့မျိုးမှာစစ်တပ်ကဆွန့်လွန့်မှိုင်အလုံးရေ600နဲ့အထက်ကျန်ရှိနေခဲ့လို့စစ်ရေးတရင်ရင်းမြစ်တွေစီကသိရပါတယ်။ဆွန့်လွန့်မှိုင်အများစုဟာအင်းတို့မျိုးမှာစစ်တပ်ရဲ့နောက်ဆုံးခံစစ်ဖြစ်တဲ့ဂျပန်လှိုင်းကူကုန်းမြို့မဖုံချောင်းကုန်းနဲ့မြို့ဦးစီဒီကုန်းစတဲ့ကုန်းတွေမှာကျန်ရှိနေတာဖြစ်ပြီး တချို့နေရာတွေမှာလည်းအနည်းငယ်ရှိနိုင်ကြောင်းသိရပါတယ်။အင်းတို့မျိုးကလူပြန်နေလို့မရတော့သေးဘူး။မိုင်းပေါင်း600ကျော်မဖြုတ်ရသေးဘူးလေ။အခုဒီတူလုံကိုလုံခွင်းနေကြလို့မဖြုတ်ရသေးရ။နင်းမိုင်းတွေပဲလို့အင်းတို့မျိုးသိန်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ရေဘော်တူကပြောပါတယ်။အင်းတို့မျိုးသိန်းတိုက်ပွဲကြောင်းနေရစွန့်ခွာထွက်ပြေးကြရတဲ့ဒေသခံပြည်သူတောင်းတဲ့ရှေ့အထက်ကတချို့ဟာအင်းတို့မျိုးတွေကိုပြန်ဝင်ဖို့စူးစမ်းနေပေမဲ့နေမြရှင်းလင်းမှုမလုပ်ဆောင်ရတဲ့အကြောင်းတော်လင်းတက်တွေက ပေးမွင်သေးဘူးလို့သိရပါတယ်။အကြံဖက်စစ်တကထောင်တဲ့နင်းမိုင်းတွေကြောင့်မြို့သိမ်းတက်ပွဲရဲ့အတွင်းကိုလဲအင်ကဆွန့်လွတ်ခဲ့ရတဲ့ရေးပေါ်တွေရှိခဲ့တယ်လို့မြို့ကိုသိမ်းပြီးမှမြေမြုပ်မှိုင်းကြောင့်ထိခိုက်တဲ့ရေးပေါ်တွေရှိရလို့သိရပါတယ်။စခန်းရယာမှာခြေတော့ပြတ်တဲ့ရေးပေါ်နှစ်ယောက်ရှိရလို့သူကဆိုပါတယ်။ကမ္ဘာပေါ်မှာမြေမြုပ်မှိုင်းနဲ့ဆက်လက်နေကြောင်းတည်ဆုံရသူအများဆုံးနိုင်ငံဟာမြန်မာနိုင်ငံဖြစ်လာတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UN OCHA ကဖေဖော်ဝါရီလကထုတ်ပြန်ခဲ့ပူပါတယ်